မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့ရက်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ထာဝရဘုရားထံတော်မှာခန္ဓာစိတ်ဝိညာဉ်မအားချင်းအမျိုးမျိုးကိုခံစားရပါမိအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အဖင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်မာလခိအနာဂတ်တီကျမ်းခန်းကြီး3အပိုက်ငယ်8ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်လူသည်ဘုရားသခင်၏ဥစ္စာတော်ကို လူယူရမည်လော့ သို့တော်လည်းတင်းတို့သည်ငါဥ္စာကို လူယူကြပြီ အကျွန်ုပ်တို့သည်အဘယ်သို့လူယူပါသနည်းဟုတင်းတို့မေးလင်ဆယ်ဖို့တဖို့ကို၎င်း ပူဇော်တကားတို့ကို၎င်းလူယူကြပြီဒီနေရာမှာထူးဆန်းတဲ့အတုံးနှုံးကို ကျွန်တော်တွေ့ရပါတယ်။ဒါလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့ဥ္စာတော်ကို လူယူတယ်ဆိုတဲ့စကားပဲဖြစ်ပါတယ်။လူကဘုရားပိုင်တဲ့အရာကို လူယူတယ်ဆိုတာကအင်မတန်အပြစ်ကြီးတဲ့ကိစ္စဖြစ်ပါတယ်။ သူများအဥ္စာကိုခိုးရင်တောင်အပြစ်ကြီးတာဘုရားသခင်ပိုင်တဲ့အရာကို လူယူရဲဆိုတာကလည်းတော်တော်လေးကို မလုတ်တဲ့ကိစ္စဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ဒါဆိုရင်ဣတရေလ လူမျိုးတွေကဘလို့နီးနဲ့ဘုရားသခင်ရဲ့ဥ္စာကိုလူယူတယ်လို့မေးရင်ဆယ်ဖို့တဖို့ကို၎င်းနဲ့ပူဇော်တကာတို့ကို၎င်းလူယူတယ်လို့ပြောပါတယ်။သဘောကတော့ဘုရားနဲ့ဆိုင်တဲ့ပေးရမယ့်အရာတွေက ပြင်းညက်တော်ထဲမှာသတ်မှတ်ပြီးသားအဲ့ဒီသတ်မှတ်ထားတဲ့ပေးရမယ့်အရာတွေကိုမပေးဘဲပြက်ကွက်တာကိုဆိုလိုတာဖြစ်ပါတယ်စေတနာစိတ်လျောက်ကိုယ်တဘောနဲ့ကို ပေးရတာမျိုးမဟုတ်ဘဲနဲ့ပြင်းညက်အရာ ပေးကိုပေးရမယ့်အရာတွေရှိပါတယ်ပြင်းညက်အရာပေးကိုပေးရမယ့်အရာတွေကို ပြက်ကွက်ရင်ဒါကလူယူတယ်လို့သတ်မှတ်တယ်လို့ဒီလိုပဲနားလည်ရပါတယ်ဒါကြောင့်ဣသရေလလူမျိုးတွေက ပေးရမယ့်ဆဲပိုးတဖို့တွေလည်းမပေးဘူးပူဇော်ရမယ့်ပူဇော်တကားတွေကိုလည်းမပြုတ်ဘူးအဲ့တော့ဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့အရာတွေပြက်ကွက်နေတယ်ဆိုတဲ့အတိတ်ပဲဖြစ်သလိုပိမှန်တော်ကလည်းရစ်ပူဇော်ခြင်းတွေပြက်လက်ပြီးတော့မှပိမှန်တော်ဟာစိတ်သုံးနေပြီဆိုတဲ့အတိတ်ပဲပဲဖြစ်ပါတယ်ဆဲပိုးတဖို့တွေမပေးကြတဲ့အတွက်ကြောင့်မလို့ဘန္နာတိုက်ကလည်းရုတ်ရော့နေပြီးတော့လေဝိလူတွေကလည်းကိုယ်လေကိုပြန်ဆိုင် ကိုစည်းပွားကိုရှာပြီးဖရာမှုရေးတွေကိုလစ်လူရှုကုန်ကြတယ်ဆိုတဲ့အတိပဲလည်းဖြစ်ပါတယ်။ဒါကအင်မတန်မှဝမ်းနည်းစရာကောင်းတဲ့ဝိညာဉ်ရေးရာအဆောက်အအုံပျက်စီးခြင်းလို့နားလည်မိပါတယ်။ချစ်တော်မိဘညီကိုမောင်တို့ဓမ္မတိကာလကိုရောက်တဲ့အခါမှာဖရာသခင်ရဲ့ဥစ္စာတော်ဆိုတာဘယ်အရာကိုပြောတာလဲ။ဘယ်အရာကဖရာပိုင်တဲ့ဥစ္စာလဲ။ဒီဥစ္စာကကျွန်တော်တို့ဘယ်လိုမျိုးသုံးနေသလဲ။ လူယူမိပြီလားဒါကိုစဉ်းစားဖို့ဖြစ်လာပါတယ်ဓမ္မသစ်ရဲ့အတွေးခေါ်မှာတော့ယေရှုခရစ်တော်ရဲ့အသွေးတော်အားဖြင့်ဘုရားသခင်ကကျွန်တော်တို့ကိုရွေးယူထားပြီဖြစ်တယ်ကိုကိုကို မပိုင်ဘူးလို့လဲကျမ်းစာမှာဖော်ပြတာတွေ့ရပါတယ်ဒါကြောင့်ဘုရားပိုင်တဲ့ဥစ္စာကဘယ်မှာလဲလို့မေးရင် ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကိုကျွန်တော်တို့မပိုင်ဘူးယေရှုခရစ်တော်ပိုင်သွားပြီး ကျွန်တော်တို့ကိုအသွေးနဲ့ရွေးဝယ်ထားပြီးပြီ။ဒါဆိုရင် ကျွန်တော်တို့ကဖျားပိုင်တဲ့အဥ္စာကို လူယူတယ်လို့ပြောရင်ဘလိုနည်းနဲ့ကျွန်တော်တို့ကလူယူတယ်လဲလို့စဉ်းစားစရာဖြစ်လာပါတယ်။တကယ်တမ်းကျတော့ကျွန်တော်တို့ဖျားပိုင်တာကိုတီးပြီးမှကျွန်တော်တို့ကဖျားဘုံတော်အတွက်အသက်မရှင်မှုမဆက်ကပ်ဘူး။ကျွန်တော်တို့ရဲ့အချင်းတွေငွေကြေးတွေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကျွန်တော်တို့ရဲ့ရှိသမျှအရာအလုံးဖျားသခင်ရဲ့ကျေးဇူးတော်ကို အောက်မေ့တတိယပြီးကျေးဇူးတင်တဲ့စိတ်နဲ့အသက်မရှင်ဘူးဆိုရင်ဒါဟာလူယူတာပဲဖြစ်တယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကျွန်တော်ဖျက်ဆီးလို့မရဘူးကျွန်တော်ရဲ့ဘဝတွေကိုကျွန်တော်မပိုင်ဘူးကျွန်တော်ကဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို ပြည့်စုံအောင်အသက်ရှင်ဖို့ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ဖို့ဘုရားသခင်ဖြစ်စေခြင်းတဲ့အရာကိုကျွန်တော်ရဲ့အသက်တာအားဖြင့်ဖြစ်စေဖို့ဘုရားသခင်ရဲ့မဟာတကူတော်အကြံစီတော်ကိုကျွန်တော်အားဖြင့်ထင်ရှားပြီး လောကီသားတွေမြင်တွေ့ဖို့ရန်အတွက်ကျွန်တော်တို့ကအသက်ရှင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဘုရားသခင်အတွက် အသက်ရှင်ဖို့နေနေသားသားဘုရားကြောင်းတော်မှန်မှန်မရောက်ကျမ်းစာလည်းမှန်မှန်မဖတ်ဘဲနဲ့ကိုစည်းပွားလောက်ပဲကုံယုံရှာပြီးတော့မှကိုမိသားစု ကိုအရေးအရာလောက်ပဲစိတ်ဝင်စားတယ်ဆိုရင်ဒါဟာလူယူတာပဲဖြစ်တယ်လို့နားလည်ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ဆယ်ဖို့တဖို့မှမဟုတ်ဘူးပူဇော်တကားတွေမှမဟုတ်ဘူး ျွန်တော်တို့မှာရှိသမျှအရာအားလုံးဘုရားသခင်ပိုင်ထားပြီးပြီမို့လို့ကျွန်တော်တို့ရဲ့အသက်တာ အသက်ရှင်နေသမျှကျွန်တော်တို့ရဲ့ထွက်သက်ဝင်သက်ရှိနေသမျှကျွန်တော်တို့ရဲ့အသက်တာအားလုံးဘုရားသခင်ရဲ့ဘုန်းကိုထင်ရှားစေဖို့ပဲဖြစ်တယ်ဆိုတာကိုသိရှိနားလည်ဖို့လိုပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဘုရားကိုရောကိုကျေးဇူးတင်နေဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကိုကိုရောပိုင်ချောင်းသိရပါတယ် ကိုရောရဲ့အဥ္စာတော်ကိုလူယူတော်သူမဖြစ်ဖို့မာစာပါနေစဉ်အသက်ရှင်မှုတိုင်းမှာကိုရောရဲ့ဘုန်းတော်ကိုဆောင်တော်သူဖြစ်စေပါ နာမတော်ပုံကြီးပါစေဒီနေ့တားလုံးလက်ဝဲအနှံမာတဲ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာကိုကိုရောကောင်းချီးပေးလမ်းပြပါမိအကြောင်းယေရှုတင်လျက်ဆုတောင်းလက်ဝဲအနှံတဲ့အခါသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်